မင်္ဂလာပါဒီနေ့လေမင်္ဂလာရှော့အမင်္ဂလာရှိတော်သူအပတ်ကိုကြည့်ရအောင်ဖြောက်မချင်းတရားကြောင့်နောက်ရှက်ရင်းစေခြင်းကိုခံရတော်သူဒီမင်္ဂလာရှိချာဤအကြောင်းမူကားကောင်းကင်နိုင်ငံတော်ဒီထို့သူဤနိုင်ငံဖြစ်၏တဲ့ဆိုတော့ဒီအရာလေးကိုကျွန်တော်တို့ထပ်ကြည့်မယ်ဒီလိုအာ ဒုက္ခဆင်းရဲခံရတယ်လို့ကျွန်တော်တို့ပြောတဲ့အခါမှာဒီကိုယ့်ရဲ့အပြစ်ကြောင့်မဟုတ်ရဘူးပေါ့နော်သူတစ်ပါးကကျွန်တော်တို့ဖြောင်းမစွာနေထိုင်လို့နော်သူကမတရားလာလုပ်တာတို့နောက်တော့ကျွန်တော်တို့ကအမှန်တရားမြင်တဲ့အခါမှာပတ်သက်ဖွင့်ထားတဲ့အခါမှာနော်နေရင်ထိုင်နေကျွန်တော်တို့အမုန်းခံတယ် နော်အပြောခံရတယ်မအစပဲမဆိုတော့အာကြည်အောင်ဒီနေ့မှာမင်္ဂလာရှိတော်သူလို့ကျွန်တော်တို့ထပ်တလဲလဲပြောတဲ့အခါမှာမင်္ဂလာရှိတော်သူနော်ကောင်းကြီးခံစားတော်သူလို့ကျွန်တော်တို့ပြောတဲ့အခါမှာဒီအတ္တဓမ္မဒုက္ခဆင်းရဲမခံရတော့ဘူးနော်ဒုက္ခกินแม่เจอัตตะสุรุรามุปุดุขขะยามา အခက်အခဲကြားမှာဒီနှလုံးငိမ့်တချင်းအရာကိုကောင်းကြီးမင်္ဂလာလို့ခေါ်တယ်နော်မင်္ဂလာလို့ခေါ်တယ်ပြီးရင်ကောင်းကင်နိုင်ငံဆိုတာကဝိညာဉ်ရေးရမှာခြေတိုက်ရင်နော်သူရဲ့နိုင်ငံတော်ထဲမှာအခုလေကျမတို့အသက်ရှင်နေပြီဒါမဲ့တကယ်တမ်းဆိုရင်တော့ကျမတို့ဒီလောကကြီးထွက်ခွာသွားရင်တကယ်တကယ် မျက်ရည်ချချင်းမရှိတော့တဲ့နေရာနော်အနာအဆာမရှိတော့တဲ့နေရာတည်ခြင်းတရားမရှိတော့တဲ့နေရာတရားမရှိတော့တဲ့နေရာအဲ့ဒါကကောင်းကင်နိုင်ငံတော်ဖြစ်တယ်ဒီလောကမှာတော့ကောင်းကင်နိုင်ငံတော်ရဲ့အယိတ်အယံနော်ကျမတို့ခံစားနိုင်တယ်ဒုက္ခရှိနေတဲ့လောကမှာလို့ဒုက္ခတော့ကျမတို့ခံရတယ်တူတူအဲ့ကြားထဲမှာ နော်အေးဂျေဇူရောချီမွန်တချင်းငင်တချင်းရှိချင်းမဆမ်ပါအဲ့ဒါဒီဟာကောင်းကြီးပဲဖြစ်တယ်ပြီးရင်ညင်းစဲခံရတယ်လို့ပြောတဲ့အခါမှာသူကမတရားလာလုပ်တာတော့နော်နှိပ်စက်ညင်းပန်းတာတော့ပြီးရင်ကျမတို့ဖြစ်နေတာလေပါတယ်ပြီးရင်အတ္တကိုဒုက္ခလာပေးတာပေါ့နော်အဲအဲ့ဒါဒီအဲ့ဒါဒီလေ အင်းပန်ချင်းကျမတို့ဒီလောကမှာခံရတယ်။ဘာကြောင့်ခံရလဲ။ကျမတို့ကောင်းကျိုးလုပ်လို့ခံရတဲ့အရာဖြစ်ရမယ်။နော်ဆိုတော့ဖယားခင်ကိုကျမတို့ကြောက်ရွံ့မြဲကြောက်ရွံ့မယ်။ပြီးရင်ကျမတို့ကဖြောင့်မချင်းတရားကိုနှစ်တမဲပြီးရင်အာတနာဆုံးမချင်းဒီနှစ်တမဲဖယားခင်နဲ့အတူ ပင်ချာဆိုတာရှောက်လမ်းမယ်အဲ့ကြားထဲမှာကျမတို့တို့သူတို့ကြိုက်တယ်လို့ခင်းစဲမယ်မတရားခင်းစဲမယ်ဘာလို့လဲတချို့လူတွေကြတော့ကျမတို့ရဲ့ကောင်းကြီးကိုလိုလားလို့ဖြစ်တယ်တချို့လူတွေကြတော့သူတို့အာသူတို့ဖက်တာနဲ့ကလောဘကြီးလို့လည်းဖြစ်နိုင်တယ်နော်သူတို့ဖက်တာနဲ့မရောက်ရဲနိုင်လို့ကျမတို့ဒီမှာရှိတဲ့အရာတွေကိုကျမတို့ဝမ်းမြောက်ချင်းတောင်မှသူကဖြူဖြတ်ချင်တာလို့ရှင်ရှင်မှာပေါ့ ဲ့ဒါပြီးတော့သူတို့လည်းအဖေကမတိတဲလို့ဖြစ်တယ်ဖေကတိပြီးသားလူတောင်မှာနော်အတ္တမရင်ချက်တဲလို့ဖြစ်မှာဟုတ်ပေါ့ဒီလိုအကြောင်းဒီမှာတို့ဒီဒုက္ခခံရင်လေဖေခင်အလိုတော်တိုင်းအသက်ရှင်လို့ဒုက္ခငင်းစေခံရတဲ့ဟာဖြစ်ရမယ်နော် ကျမတို့အပြစ်လို့လို့ဒုက္ခဆင်းရဲခံရင်အဲ့ဒါတော့ကောင်းကြီးမင်္ဂလာမခေါ်နိုင်ဘူးကျမတို့အပြစ်ကြောင့်ကျမတို့ခံရခြင်းဖြစ်မှာပေါ့ဒါမဲ့ကျမတို့ကောင်းတာလုပ်တော်များလေကျမတို့ဒီကူလာပင်းစဲတာတို့ဖြစ်နေတာတို့ဒုက္ခလာပေးတာအတက်တာတော့မှလာချင်းချောက်တာတွေလည်းရှိတယ်အဲ့ဒါဒီကြတော့ကျမတို့ကောင်းကြီးပဲဖြစ်တယ်ကျမတို့အတွက်မင်္ဂလာဖြစ်တယ်ပြီးရင်ခုနကကျမပြောသလိုဒီ ကောင်းကင်နိုင်ငံဒီအကြီးအကျယ်ရောက်မှာကျမတို့အသက်ရှင်နေသေးပေမဲ့ဒုက္ခဆင်းရဲမှန်တမြကိုခဲရံနဲ့ခဲဖြတ်ဖြတ်တလို့မျိုးဖြတ်တာမျိုးတော့ပုံပုံပေါ့နော်အေးရှိသေးတယ်ဒုက္ခတွေရှိသေးတယ်ဒါမဲ့အဲ့ဒီဒုက္ခတွေကိုကျမတို့ကြော်လွှားနိုင်လေလေအာကျမတို့ရဲ့ဝိညာဉ်ရဲ့အရင်ချက်လေးလေးဖြစ်တယ်ပြီးရင်ကောင်းကြရပုံများလေးလေးဖြစ်မှာပေါ့ပြီးရင်ဒီဒုက္ခဆင်းရဲကြီး ကြည့်တဲ့အခါမှာဆိုရင်ခရစ်တော်ကိုယ်တော်တိုင်တောင်းမှာမြင်းစဲကြတာတင်မကပဲနဲ့ဂါတိုင်တောင်းတင်ကြသေးတယ်နော်ဒါမဲ့သူ့ကိုတေချင်းမစ်ဆုံမန်ကမချုပ်ကင်နိုင်ဘူးတေချင်းမစ်ဆုံမန်ကိုအောင်မြင်မြမရှင်ပြန်ထမြောက်တော်မူတယ်အဲ့ဒါကြောင့်ခရစ်တော်ကငောက်လဲကင်းစေပြီးမြင်းတို့လည်းငါနောက်လိုက်ရင်အမြင်စဲတော့ခံရမယ်ဆိုတော့ခရစ်တော်ကိုယ်တော်တိုင်ပြောသွားတယ်သူ့တော့ကျမတို့မချောက်ဖို့ကတော့ ကျွန်မတို့လည်းအတူတန့်ရှင်းတော့ရင်တော့အမြဲအတူပါစီပါရှိတော့မယ်เนาะပြီးရင်ကျွန်မတို့ကဒီလိုဒုက္ခတွေကြားမှာတစ္ဆာရှိအမြဲရှိဖို့ပြီးရင်ခမချင်းတရားပဲရွေးဖို့ဆိုတာကကျမတို့ရကောင်းမကောင်းရွေးချယ်ပိုင်ခွင့်ရှိတဲ့အတိုင်းကျမတို့ရွေးနေချင်းဖြစ်တယ်နော်အဲသူများတွေပြောမခံရအောင်ဆိုတော့ဘာမှမလုပ်ဘဲနဲ့အခန်းထဲမှာပုံယုံပဲတူတော့ အဲ့လိုမဟုတ်ဘူးခရစ်တော်အတွက်ကျမတို့ကပြောရမယ်နော်ပြီးရင်ယုံကြည်သူကြားထဲမှာလည်းမတရားစွာညအကိုတွေကိုမြင်းစင်းနေတာတွေ့ရင်ကျမတို့ကပတ်သက်ဖွင့်ရမယ်အေးဖွင့်ရရမယ်နော်တိတ်တိတ်လေးနေရင်သူရဲ့အပြစ်ကိုကျမတို့သဘောတူတယ်လို့ပြောသွားနိုင်တယ်။နော်အဲဒါကြောင့်အခုတော့ဒီယုံကြည်သူ အတိုင်းတာမတော်လကောင်းတရားဟောဆရာဆရာမအတိုင်းတာမတော်လကောင်းကျမတို့တွေကအဲဖြောင်းမချင်းတရားကိုနှိတ္တဖို့ရွေးချယ်ဖို့တစ္ဆာတရားကိုရွေးချယ်ဖို့အမတန်မအရေးကြီးတယ်အခုတော့နောက်ဆုံးတော့ခက်ကလာဖြစ်တယ်ကျမတို့နီနာမှာဖြစ်ပြနေတဲ့ဟာကိုကျမတို့မြင်တွေ့နေတာပဲနော်ဆိုတော့တတိရှိစွာဖြောင်းမချင်းတရားကိုဆက်ရွေးဆုံးဒုက္ခဘလို့ပဲကြုံကြုံကျမတို့မှာ ်ကောင်းခြင်းမင်္ဂလာဖြစ်တယ်ဒီလောကမှာလည်းဖြစ်တယ်လာလတန်တော်နေတဲ့ကာလမှာလည်းဖြစ်အောင်မယ်ဆိုတော့ဒီနေ့အစည်းအဝေးတာဖြစ်တယ်ခရရှင်ကောင်းခြင်းပေးပါစေကျေးဇူးမြတ်တင်တယ်အလိုတော်ရှိတဲ့တဲ့ပြန်ကြည့်ကြပါဘုရား